ဟေးဝရန်နဲ့စူပြီတို့မင်္ဂလာပွဲမှာတို့သမီးအရန်ဖြစ်ပဝင်ဂုံပြုပေးခဲ့ကြတဲ့နိုင်ငံကျော်မင်းသမီးငါဦးဒီနေ့နိုမာလာ၁၄ရက်နေ့ကတော့ထိတ်တဲမင်းသားကျော်ဟေးဝရန်နဲ့အကယ်ဒမီမင်းသမီးချော်လီစူပြီတစင်တို့ရဲ့စူလျာရစ်ပတ်လက်ထပ်မင်္ဂလာပွဲကျင်းပတဲ့နေတူနေ့မြက်လေးပဲဖြစ်ပါတယ်ငယ်စဉ်ပရိသတ်တို့မျှော်လင့်ဆောင်စားခဲ့ရတဲ့နေ့လို့လည်းပြောရမှာပါရှင်မင်္ဂလာပွဲမှာစိတ်ဝင်စားမှုအများဆုံးကတော့မင်္ဂလာဇနီးမောင်နှံရဲ့ကြက်တီရှိရှိပွဲထွက်လာမဲ့အပေါ်မှာပရိသတ်တွေကစိတ်ဝင်စားကြတာကတော့အမှန်ပါပဲရှင်ဒါပြန်ဒီလိုခန်းနာလှပတဲ့မင်္ဂလာမောင်နှံနဲ့အတူနောက်ထပ်စိတ်ဝင်စားကြတာက တော့မင်္ဂလာသတို့သမီးအရန်လေးတွေပဲဖြစ်ပါတယ်။ဒီနေ့ပွဲလေးမှာလည်းနိုင်ငံကျော်အမှုပညာရှင်တွေကပါဝင်အားဖြည့်ပေးထားကြပါတယ်။မင်္ဂလာလက်ထက်ပွဲနေ့မှာမြစ်တာနဲ့ပါဝင်အားဖြည့်ပေးကြတဲ့သတို့သမီးအရန်လေးတွေကဘယ်သူတွေဖြစ်မလဲဆိုတာတင်ဆက်ပေးကြပါတယ်။နံပါတ်5ဝီလာရီကျမော်ဇလန်တွဲရိုက်ကိုရင်းနဲ့ဆိုပြီးတဲ့စင်းနဲ့ညီမအရင်နေ့လို့ခင်မင်သွားတဲ့ဝီလာရီကလည်းဒီပွဲလေးမှာသတို့သမီးအရန်အနေနဲ့စီနီယာအမဆိုပြီးတဲ့စင်းအတွက်ပါဝင်အားဖြည့်ခွင့်ပြုပေးခဲ့ပါတယ်။တွေ့ဆုံတာသိမကြသေးဘူးဆိုပေမဲ့နှစ်ယောက်စလုံးကယူသားဝင်င်းကြသူတွေပြီးပြီးအချိန်တို့အတွင်းခင်မင်ရင်းနှီးခဲ့ကြတာပဲဖြစ် ပါတယ်။မမလေးဝီလာရီကတော့ဒီလိုစီနီယာအကိုနဲ့အမတို့ရဲ့မင်္ဂလာပွဲမှာပါဝင်အားဖြည့်ခွင့်ရတဲ့အတွက်အတိုင်းမသိပျော်ရွှင်နေရှာပါတယ်။ နံပါတ်၄နော်ဖော့အထာဖြူဖြူသေးသေးလေးနဲ့ချစ်စရာကောင်းတဲ့နော်ဖော့အထာကလည်းငယ်စင်းရဲ့မင်္ဂလာပွဲလေးမှာသူတို့တမိအယံအင်းနဲ့ပအဝင်အားဖြစ်ပြီးထားပါတယ်။နော်ဖော့အထာကလည်းကျမော်ဇလန်တွက်ရဲ့ကူးချိန်မှာမှစိတ်တော်မနောကောင်းတဲ့စူပြေတစင်းနဲ့တွေ့ဆုံပြီးတော့ခင်မင်းရင်းနှီးခဲ့ကြတာပဲဖြစ်ပါတယ်။စူပြေနဲ့နော်ဖော့အထာကအသက်ရွယ်ကွာဟာတာကြောင့်စီနီယာဂျူနီယာဆက်ဆံရေးဆိုတာချက်ညီမအရင်းနှီးလို့ခင်မင်းရင်းနှီးကြတဲ့ဆက်ဆံရေးရှိတာဖြစ်ပါတယ်။ဒေါက်လိုရေလုပ်ငန်းပိုင်ရှင်တထေးကြီးကိုထက်ခံဝင်တဲ့လေမကြမီမင်္ဂလာသတင်းဆိုင်ရဖို့ရှိနေတဲ့နော်ဖော့လေးကဒီနေ့ပွဲလေးမှာလည်းအယံကိုချစ်စရာကောင်းပြီးတော့လှပနေတဲ့ တို့သမီးအရန်အဖြစ်မြစ်တာနဲ့ကုညီအဖြစ်ပြီးထားတာကိုတွေ့ရပါရဲ့ရှင်။ နံပါတ်3ယရနာဘိုသူချစ်ခင်ရဲ့ယရနာဘိုကလည်းဆိုပြည်သင်းနဲ့ခင်မီရင်းနှီးတဲ့အမေသမီးတက်လက်ဖြစ်တာကြောင့်ဆိုပြည်သင်းရဲ့ပွဲတော်တော်များများကိုတက်ရောက်အားဖြစ်ပေးတာကိုတွေ့ရပါတယ်။ဆိုပြည်ရဲ့လက်ထက်ခွန့်တောင်းခံတဲ့ပွဲ Rider Show ပွဲဒီမှာဆိုရင်လည်းဝင်ရောက်အားဖြစ်ပေးတဲ့အထီကိုအရန်ခင်မီရင်းနှီးကြတဲ့အမေသမီးလေးတွေဖြစ်ပါတယ်။တကယ်လက်တွေ့ပြမဘွားမှာလည်းညီမအရင်လေးလိုခင်မင်ကြပြီးတော့တပူပူတွတ်တွတ်နေလေးရှိတယ်လို့လည်းသိရပါတယ်။မြင်းသားကျော်တက်လက်နဲ့အတူအခြေအနေပေါ်ထွက်နေတဲ့ဒီအမေသမီးလေးကလည်းဒီနေ့ဆိုပြည်သင်းတို့ရဲ့မင်္ဂလာပွဲလေးမှာသူတို့သမီးအရန်အဖြစ်စက်တည်ရရှိရှိလှပတင့်တယ် တာကတော့အမှန်ပါပဲရှင်။ နမနှစ်မင်းမြမိုးအပြုံးချွတ်ချိုလေးနဲ့အမတီဗီ4မင်းသမီးလေးမင်းမြမိုးကစုပြည်သင်းပြီးရင်တော့အဖြူတဲ့မင်းသမီးလေးအဖြစ်ပြည်သက်တွေတတ်မှတ်ထားကြတဲ့မင်းသမီးတက်လက်ပါရှင်အခုလည်းစုပြည်သင်းနဲ့ခင်မင်လုံးနာကြောင့်ငယ်စဉ်အတွဲလေးရဲ့ဆစ်ဆက်တောင်းရံပွဲနေမှာလည်းတရဝင်းရအပိခဲ့သူလေးပါငယ်စဉ်အတွဲလေးရဲ့ချစ်တဲ့မှုကြီးကိုကြည်ပြီးတော့အားကြတာကြောင့်သူမရဲ့မင်္ဂလာပွဲကိုလည်းဘလို့ရီကျင်းပမယ်ဆိုတဲ့အထိကျင်းပမယ့်ဟိုတယ်ကိုတောင်ရွေးချယ်ပြီးသွားပြီလို့ဆိုပါတယ်ဒီနေ့ငယ်စဉ်အတွဲလေးရဲ့အစူလျာရစ်ပတ်လက်ထက်မင်္ဂလာပွဲနေမှာလည်းမေလီကတို့သမီးအရန်အနေနဲ့စက်တီ င်ရှိရှိလှပတင့်နေစွာနဲ့ဂုံပြုတ်ဝန်းရံပေးခဲ့တာဖြစ်ပါတယ်။ နံပါတ်1ချူလီငယ်စဉ်တွဲလေးအမှန်တကယ်တွဲနေတယ်ဆိုတာကိုသိကြတာကြာပြီမေဂိုင်ကန်ရှင်နေစိတ်တိုင်းကြဘာတခုမှမပြောခဲ့တဲ့အထိစောင့်ထင်းအတက်စီးကိုစောင့်နေခဲ့သူကတော့အကယ်ဒမီမင်းသမီးချူလီပါရှင်ရခိုင်မလေးချူလီကတော့ဒီနေ့ပွဲအတွက်သူတို့သမီးအရန်လှုပ်ပေးဖို့ကိုဟိုအရင်ကတည်းကငယ်စဉ်တွဲလေးကဖိတ်ကြားထားပြီးသားဖြစ်ပါတယ်ဟန်ဆောင်မို့မရှိပိုလင်းရိုးသားစွာဆက်ဆံတတ်တဲ့ချူလီကစုပြည့်တစင်နဲ့လည်းရင်းနှီးမှုရှိတာကြောင့်ဒီနေ့ပွဲလေးမှာသူတို့သမီးအရန်အဖြစ်မြစ်တာနဲ့ပအဝင်အဖြစ်ပြီးခဲ့တာပဲဖြစ်ပါတယ် သူမအနေနဲ့အခုလိုကြီးကျယ်ခမ်းနားလာတဲ့ senior အကိုနဲ့အမတို့ရဲ့ပွဲမှာသူတို့သမီးအရန်အဖြစ်ပါဝင်အားဖြည့်ခွင့်ရခဲ့တဲ့အတွက်ကြောင့်လည်းအတိုင်းအဆမရှိပျော်ရွှင်နေတာဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်အခုပြပြပေးခဲ့တဲ့သူတို့သမီးအရန်ကားဦးရဲမှာဘသူကပိုလာပြီးတော့ပိုချစ်စရာကောင်းတယ်လို့ထင်ပါလေနောက်ထပ်ဒီမင်းသမီးလေးတွေတဲကဘသူရဲ့မင်္ဂလာပွဲကိုပြည့်တဲ့ကြီးတို့အနေနဲ့မြင်ကျင်နေကြပြီလဲဆိုတာပြပြပေးခဲ့ကြပါအောင်နော်